ယောက်ျားဖြစ်သူလေတဲကပြန်လာတော့မိန်းမဖြစ်သူဟာရွာထဲကတစိအမျိုးသားတဦးနဲ့အခန်းထဲမှာဖောက်ပြန်လိမ့်ဆက်ဆက်နေခဲ့ပါတယ်။ဒီလိုနဲ့ယောက်ျားဖြစ်သူဟာအဲ့ဒီမြင့်ဝင်းကိုတွေးသွားခဲ့ပြီးအလိုမဲဒေါ်ရာထွက်ခါမိန်းမဖြစ်သူနဲ့ဖောက်ပြန်တဲ့တစိအမျိုးသားကိုထိုးကျိတ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ယောက်ျားဖြစ်သူဟာစိတ်မထိန်နိုင်ဖြစ်ပြီးအိမ်ထဲမှာချိတ်ထားတဲ့အမဲလိုက်တဲ့တနတ်ကိုယူကာမိန်းမဖြစ်သူကိုပစ်တတ်ခဲ့ပါတယ်။ဖြစ်စဉ်ကတော့ငါးလပိုင်းတရက်နေကထိုင်းတည်နေမှာဖော်ပြလာတယ်။ ထိုင်းနိုင်ငံနခော့ဆဝမ်မြို့မှာနေထိုင်တဲ့အသက်53နှစ်အရွယ်ပါချက်လောင်ဆိုတဲ့အတော်ကြီးကိုယောက်ျားဖြစ်သူအသက်59နှစ်အရွယ်လွန်စုကီဆိုတဲ့ဦးလေးကြီးမှာရွာထဲကတစဲအမျိုးသားကိုအိမ်ခေါ်ပြီးဖောက်ပြန်လိန်ဆက်ဆန့်နေဆိုကအမဲလိုက်တဲ့အခါမှာအုံပြူတဲ့တနတ်ကိုယူကပြစ်တက်ခဲ့ပါတယ်။အိုင်နောက်ပိုင်းမှာတော့တဆိုင်ရာတွေမှာအခင်းဖြစ်တဲ့အိမ်ကိုရောက်လာခဲ့ပြီးစစ်ဆေးမှုပြုလုပ်တော့နေအိမ်ထဲမှာအသက်53နှစ်အရွယ်ပါချက်လောင်ဆိုတဲ့အတော်ကြီးဟာ ဘေဘက်ရင်ဝါတနတ်နဲ့အပြစ်ခံရာကတည်ဆုံနေခဲ့ပါတယ်။နောက်ပြီးပြစ်မှုကျူးလွန်ခဲ့တဲ့တရခံဖြစ်သူလွန်ဆိုကီဆိုတဲ့ဦးလေးကြီးမှတော့ပြစ်မှုကျူးလွန်ပြီးနောက်မှာဘယ်မှထွက်ပြေးတာမျိုးမရှိပဲကျူးလွန်ခဲ့တဲ့အချိန်ကအုံပြူတဲ့တနတ်ကိုကိုင်ကသဆိုင်ရာတွေစီမှာအဖမ်းခံခဲ့ပါတယ်။အိုင်နောက်ပိုင်းမှာတော့ထိုင်းရဲတပ်ဖွဲ့မှတရခံဖြစ်သူလွန်ဆိုကီဆိုတဲ့ဦးလေးကြီးကိုအမှုနဲ့ပတ်သက်ပြီးစစ်ဆေးမေးမြန်းမှုပြုလုပ်တော့ တရခန့်ဖြစ်သူလွန်စုကီဆိုတဲ့ဦးလေးကြီးပြောပြတာကမနက်ကကျွန်တော်လယ်ထဲမှာအလောက်သွားလောက်ခဲ့ပြီးနေ့လယ်ထမင်းစားနာချိန်ရောက်တော့အိမ်ကိုပြန်လာတယ်အိမ်ပြန်ရောက်လာတဲ့အချိန်မှာမိမဖြစ်သူဟာ အခန်းထဲမှာရွာထဲကဒဇယ်အမျိုးသားတယောက်ကိုခေါ်ပြီးလိန်ဆက်ဆက်နေတာကိုကျွန်တော်မျက်စိနဲ့တအတ်တွေ့ခဲ့ရတယ်။အဲအချိန်မှာကျွန်တော်အလွန်ကိုဒေါရာထွက်ပြီးကျွန်တော်မိမနဲ့ဖောက်ပြန်တဲ့အမျိုးသားကိုထုတ်ကြိတ်ခဲ့တယ်။ဒီလိုနဲ့ဘလို့မှဒေါရာထိမနိုင်တာကြောင့်နှစ်ယောက်စလုံးကိုပြစ်တတ်မယ်ဆိုပြီးအိမ်ထဲမှာချိန်ထားတဲ့ကျွန်တော်အမဲလိုက်တဲ့အခါမှာအုံပြူတဲ့တနတ်ကိုယူနေတဲ့အချိန်မှာကျွန်တော်မိမနဲ့ဖောက်ပြန်တဲ့အမျိုးသားဟာထွက်ပြေးသွားခဲ့တယ်။အဲအချိန်မှာကျွန်တော်လည်းဘလို့မှစိတ်မထိန်နိုင်တာကြောင့် ိမ်ထဲမှာရှိနေတဲ့ကျွန်တော်မိမကိုတနှံ့နဲ့ပြစ်တက်ခဲ့မိတာဖြစ်တယ်။အခုလို့မိမဖြစ်သူကိုလောက်ခဲ့မိတဲ့အတွက်နောင်တရပြီးမိမဖြစ်သူရဲ့ဆွေမျိုးလေးကိုလည်းတောင်းပန်တယ်လို့ပြစ်မှုကျူးလွန်ခဲ့တဲ့လွန်ဆိုကီဆိုတဲ့ဦးလေးကြီးမှထိုင်းရဲတပ်ဖွဲ့ကိုပြောပါရတယ်။လက်ရှိမှာတော့ထိုင်းရဲတပ်ဖွဲ့ကတရားခံဖြစ်သူကိုလူတက်မှုနဲ့ဖမ်းဆီးထားပြီးထိုင်းတပ်င်းမှပြောတာကတော့တေဆုံးသွားတဲ့ပါချက်လောင်နဲ့ဖောက်ပြန်တဲ့ ိုင်အေဆိုတဲ့ရွာထဲကအမျိုးသားကိုတကယ်ဖောက်ပြန်မှုရှိမရှိဆိုတာကိုဆက်လက်ပြီးခေါ်ယူစစ်ဆေးမှုပြုလုပ်သွားမှာဖြစ်တယ်လို့ထိုင်းသတင်းမှာပြောပါရယ်